မင်္ဂလာပါကျွန်တော် channel လေးနဲ့ပြည့်လဲကျေးဇူးပါတယ်6လပိုင်း7ရက်နေ့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့လောက်ကန်ခွလန်းတွေကတော့ organization အနေနဲ့ကြည့်မယ်ဆိုရင်15ဖွဲ့ကနေအလောက်ကန်30လောက်ကိုထပ်မံဖိတ်ခေါ်ထားတာတွေ့ရပါတယ်အဆုံးထိလိုက်ပါနားဆင်ဖို့ဖိတ်ခေါ်ပါရစေနော်ဒီကနေ့အတွက်ပထမအဆုံးတစ်ဖွဲ့ကိုကြည့်မယ်ဆိုရင် SDF ဆိုတဲ့ organization ကစစ်တွေရခိုင်အတွက် final officer position ခေါ်ထားတာရှိပါတယ်။မြန်မာကြက်ချင်းนี่ကတော့ဒီမှာ၃ခုဖိတ်ခေါ်ထားတာရှိပါတယ်။ last show data အတွက်ကို sporting officer တခု position တခုခေါ်ထားတယ်။နေပြည်တော်ဒေါမောင်ရန်ကုန်အတွက်ကို medical doctor coordinator position ခေါ်ထားတယ်။စစ်တွေအတွက်ကို hub manager ဆိုတဲ့အဲ position ခေါ်ထားတာရှိပါတယ်။အဲနောက်တစ်ဖက်အနေနဲ့ဆိုရင် MA n အဖွဲ့ကအဲ ဥဒါအိုကချင်စတဲ့အတွက်ကိုကျွန်တော် patient manager ဆိုပြီးတော့အဲ position ခေါ်ထားတယ် PSSAG အဖွဲ့ကလည်းပဲရန်ကုန် data အတွက်ကို admin admin and procurement assistant ဆိုတဲ့ position ခေါ်ထားတယ်အဲ now PSSAG ကပဲပသိမ်းအမြောင်းမြအတွက်ကို fee assistant ခေါ်ထားတယ် now PSSAG ကပဲပသိမ်းမြောင်းမြအတွက်ကို final officer အပီ SSAG ကပဲပတိန်အတွက်ကိုပဲเนาะ main and secretary officer ဆိုတဲ့ position ရာဒူးတွေကိုတော့ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ခုကတော့ Vol Vision မြန်မာက National Office အတွက်ကို project coordinator ခေါ်ထားတယ်နောက်ချက်ချင်းနီမြန်မာချက်ချင်းနီကလည်းထပ်ခေါ်ထားတာနေပြီးတော့ ਨੇ ရန်ကုန်အတွက်ကိုနှစ်ခုပေါ့เนาะပထမတစ်ခုက head promoter position ဖြစ်တယ်ဒုတိယတစ်ခုက and watch training coordinator ဆိုတဲ့ position နဲ့ခုထပ်ခေါ်လာရှိပါတယ်လို့နောက်တစ်ခုကတော့မန္တလေးဒေသအတွက်ကို PSS consultant ခေါ်လာရှိပါတယ်နောက်ဖွဲ့တစ်ခုအနေနဲ့ဆိုရင် solidarity international ဖွဲ့ကစစ်တွေအတွက် complaint mechanism officer ခေါ်ထားပါတယ် MRCFD မြန်မာချက်ချင်းတည်နေပြီးတော့ရန်ကုန်အတွက်ကို brand development coordinator ထပ်ခေါ်လာရှိပါတယ်ပြီးတော့ BIAC မြန်မာ organization က Yangon country head office အတွက်ကို assistant manager ဆိုတဲ့ position ခေါ်ထားတယ်။အာနောက်တစ်ဖွဲ့အနေနဲ့ SBIAC မြန်မာကံပဲ and based in fee office အတွက်ကို management training ခေါ်ထားတယ်။ now ဒီဖွဲ့ကပဲကို Yangon အတွက် senior business and development officer ပဲခေါ်ထားတာရှိပါတယ်လို့ပြီးတော့ RI အဖွဲ့က3ခုအာ position 3ခုခေါ်ထားတယ်လာရှူး notation state အတွက်ကို medical officer နောက်ရခိုင် state အတွက်ကို child protection officer ရခိုင် state အတွက်ကို case management assistant ဆိုတဲ့ position သုံးခုကိုအာအိုင်ကခေါ်ထားပါတယ်ပြီးတော့ချက်ချင်းနေတင်းကပဲအရန်ကုန်ဓမ္မဟိုနေပြီးတော့အတွက်ကို logistic officer ဆိုတဲ့ position ခေါ်ထားတာရှိပါတယ်အဲနောက် WCM ပေါ့နော် WCM ဖွဲ့ကလည်း community အဲ facilitator ခေါ်ထားရှိပါတယ် နောက်တစ်ဖွဲ့အနေနဲ့ CPI အဖွဲ့ကဘန်မြန်မာအတွက်ကိုအာ program officer humanitarian ဆိုတဲ့ position ခေါ်ထားပါတယ်လို့ပြီးတော့ ILF organization ကလည်းမန္တလေးအတွက်ကိုအာ translator ခေါ်ထားတာရှိပါတယ်ပြီးတော့ CFSI ကဘူဒီတောင်အတွက်ကို monitoring and evaluation assistant position ခေါ်ထားပါတယ်ပြီးတော့ KBC apps and ဖွဲ့ကား position တစ်ခုခေါ်ထားပါတယ်ပထမ position ကတော့အဲကရင်ဘာအန်ထောင်ရှက်အတွက်ကို trainer in bookkeeping အဲဆိုတဲ့ position ခေါ်ထားတယ်ပြီးတော့ရန်ကုန် country head office အတွက်ကို manager admin and operation ဆိုတဲ့ position တစ်ခုခေါ်ထားတာရှိပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ k international အဖွဲ့ကလည်းရန်ကုန် data အတွက်ကို safety and security manager ဆိုတဲ့ ပိုဆက်ရှင်တွေခေါ်ထားတာရှိပါတယ်။ဒါကတော့ကျွန်တော်2025ခုနှစ်ဇွန်လ17ရက်နေ့အထိအဖိတ်ခေါ်ထားတဲ့ NGO တီတီကနေအတင်ပြတောင်းဆိုဖိတ်ခေါ်ထားတဲ့အလောက်ကိုင်ခွင့်လန်းတွေဖြစ်ပါတယ်။လိုအပ်တဲ့ညီကိုမွန်တော်မတွေအဆောက်ထားကြည့်လို့ရပါတယ်။လိုအပ်တဲ့ link တွေကို comment box မှာတော်ပြီးတော့ယူပေးပါကျွန်တော် comment box မှာချထားခဲ့ပေးပါမယ်။ကျွန်တော် channel လေးနဲ့ပတ်သက်တဲ့အကြံပေးချင်တာတွေ အအကြံပြုချင်တာတွေရှိလို့ရှိရင် comment box မှာတွားရောက်အကြံပြုပေးဖို့အကြံပေးဖို့ဖိတ်ခေါ်ပါရစေအကျွန်တော် channel လေးကိုလည်း like share and subscribe လုပ်သွားဖို့မေးပါတယ်เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်